ကျင်းတော်နဲ့နိုင်ငံချင်းသားတွေနဲ့အခြားချင်းသားတွေငရင်တန်းကြောင့်ထိခိုက်မှုရှိမရှိကိုအခုချိန်ကြီးစစ်ကောင်စီကဖုံးဖိပြီးတော့တည်င်းအောင်ချတာကြောင့်ကိုကျင်းထောင်အတန်ကဏ္ဍကနေပြောကြလိုပါတယ်။နောက်ဆုံးရတဲ့တည်င်းရမန္တလေးဥဖို့ထောင်တဲ့ကိုလူနာတရင်တွေဝင်သားသားတွေ့တယ်လို့လည်းပြောတဲ့သူတွေရှိတယ်လို့ဒါဝရီကျင်းထောင်မှာလည်းနှစ်တရားတိုက်ပြိုကြတယ်လို့လည်းကြားနေပြီးတိတ်သိတော့ထပ်မတိရသေးပါဘူး။ ဒီစစ်ကောင်စီရဲ့ကျင်းထောင်တွေကနှစ်ကာလကြာရှည်တာကြောင့်အိုမင်းဟောင်းနှံနေသလိုပြုတ်ပြပြစီမှုမရှိတဲ့အဆောက်အုံတွေဖြစ်ပါတယ်။ဒီထဲမှာတရက်ကျင်းထောင်ဆရာဆံကိုချုံးမိတ်ပြီးစီရင်ခဲ့တဲ့တာဝီကျင်းထောင်အင်းစိန်ဘူကျင်းထောင်ကဲ့သို့နှစ်ပေါင်းတန်းတရာနီးပါးရှိတဲ့အဆောက်အုံများချစ်တန်တိုက်များစွာရှိပါတယ်။မလင်းနံကိုဒီကခံစားခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတွေမှာရှိတဲ့အချင်းထောင်တွေဟာလည်းအများစုကအိုမင်ဟောင်းနှံနေတဲ့အဆောင်တွေဖြစ်ပါလေ။ဒါရီချင်းထောင်မှာဆိုရင်တာမန်ရာသီဥရုအချင်းနေမှာပင်ထောင်မြင့်တစ်ချက်တွေပြိုကျတာကို နိုင်ငံရေးအချင်းသားတွေကိုယ်တိုင်ကိုယ်ကျကြုံခဲ့ပူပါလေ။အချင်းထောင်တွေကအဆောင်အဆောင်တဆောင်ကို လူဦးရေထောင်နဲ့ချီအခန်းတစ်ခန်းကိုလူရာနဲ့ချီပြုတ်သိမ့်ထားပြီး ညာအိပ်ဖို့ကြောချလျက်နေရတောင်းမနေနေတိုင်းခဲ့ရပါလေဒါငလင်းဘေးကြောင့်အဆောက်အုံဖြိုကျပျက်စီးရင်အနေရတိတ်ကြည့်ပြီးလူအစုလိုက်ပြုံလိုက်အသက်များသောဆောရှုံသွားနိုင်သည့်အနေထားတစ်ခုလည်းဖြစ်ပါလေယခုငလင်းလောက်ခတ်ခဲ့တဲ့နေ့တဲ့တနင်္ဂနွေအချိန်ကာလဟာအချင်းထောင်ထဲမှာနေ့တဲ့တမ်းပိတ်ချိန်ဖြစ်နေပါလေတမ်းပိတ်ချိန်မှာအချင်းသားအားလုံး ကိုယ်အခန်းနဲ့ကိုဝင်ပြီး အပြင်ကတော့ခတ်ပိတ်ထားတာပါအပြင်ကလူတွေငနေလောက်ချိန်ရှောင်းတိန်ခွင့်ခွင့်ရေးနေပါတဲ့ကဲ့သို့ထောင်ထဲရသူတွေဟာလည်းထောင်ပြင်ကိုထွက်ပြေးခွင့်ရကြမှာမဟုတ်ပါဘူးအမျိုးသမီးချင်းသူတွေဆိုရင်ဘလောက်တော်များကြောက်ကြနေပေါ့စဉ်းစားတာကြည့်ကြပါတော့ထောင်ဆိုတဲ့နေရာမျိုးကအကျဉ်းသားတွေထားတဲ့တောပိတ်ခန်းတွေကိုဘယ်တော့ခါမှချက်ချင်းဖွင့်ပေးဖို့မလွယ်ကူတဲ့နေရာဖြစ်ပါတယ် ောင်စအုံထဲမှာပင်အမျိုးသမီးအသက်ရွယ်ကြီးရင်သူနိုင်ငံရေးအကျဉ်းသားတွေအပါဝင် အခြားအကျဉ်းသားတွေဟာမလင်စတင်လှုပ်ခတ်နေခြင်းကစပြီးအနည်းဆုံး9မိနစ်ကနေ15မိနစ်လူထောင်နဲ့ကြီးတောက်ခတ်ထားတဲ့အဆောက်အုံအခန်းတွေထဲမှာပြိမိနေကြဖို့ခွင့်လန်းများပါတယ်ဒီအဆောက်အုံတွေပျက်စီးထိခိုက်ပြိုကျတာတွေဖြစ်ပြီးအသက်အန္တရာယ်အသေးဆုံးထိခိုက်မှုတွေဖြစ်မှာကိုတော်လန်ရေးရဲပေါ်များနဲ့ နိုင်ခြင်းမိသားစုဝင်များကအလွန်စိုးရိမ်နေရပါတယ်။တာမန်ဖျားနာတာဝရောင်ဆေးဝါးကုသမှုလုံးလုံးလောက်လောက်မရတဲ့ဒီအချင်းထောင်တွေထဲမှာငလင်တန်ရောက်ထိခိုက်ဒဏ်ရာရရှိမှုတွေဆိုရင်ဆေးဝါးကုသမှုလုံးလုံးလောက်လောက်ပေးနိုင်ကြရမရှိပါဘူး။စေကောင်စီကလုံရုံလုံးစင်အတိုင်းထောင်တွင်းရှိဖြစ်စဉ်များကို သတင်းအမှောင်ချဖို့ကြိုးစားနေသည့်အပြင်အကျဉ်းတောင်တွေကနိုင်ငံရေးအကျဉ်းသားတွေရဲ့သတင်းဟာ အခုငလင်ကပ်ပြီးအချိန်ဒီမှာလည်းတည်င်းအမောင်ချခံနေရကြောင်းကိုတက်ဆိုင်ရမိသားစုဝင်တွေနဲ့ပြည်သူတွေကလွန်စွာဆွေးနွေးပူပန်နေပါတယ်။ဒီအချိန်မှာငလင်တဲ့ကြောင့်မြန်မာနိုင်ငံအချင်းအောင်တိတိကနိုင်ငံရေးအချင်းသားတွေဘေးကင်းမှုရှိမရှိပွင့်လင်းမြင်သာတဲ့တရင်ထုတ်ပြန်မှုစစ်ကောင်စီကပြုလုပ်ခဲ့ခြင်းမရှိဘဲပြက်ကွက်နေတဲ့ဖြစ်ကြောင်းကိုအချင်းထောင်အတန်ကဏ္ဍကလည်းထုတ်ဖော်လိုက်ပါတယ်။